အားလုံးမင်္ဂလာပါရှင် VOC သတင်းဌာနကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့အေတင်စာပါ။ဒီကနေ့အော်တိုဘာလ23ရက်နေ့ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့စကိုင်းနိုင်ကလေးမျိုးအချင်းထောင်မှာနိုင်ငံရေးကျင်းသားတွေပါဝင်အချင်းသားတွေဟာကျမရဲ့အခြေအနေကြောင့်အရေးပေါ်စေကူတာခွင့်ရရှိဖို့ထောက်အားနာပိုင်းတွေကိုငွေကြေးအမြောက်အများဖြင့်လက်ထိုးနေရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ကထုတ်ပြန်လိုက်တဲ့သတင်း မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပမဲ့အာဆီယံထိပ်သီးစည်းဝေးမှာအာနာတင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်ရမှာမဟုတ်ဘူးလို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုလိုက်တဲ့သတင်းအကျံဖက်စစ်တရက်တပ်ဖြတ်မှုကြောင့်ယခုအောက်တိုဘာလအတွင်းမှာအသက်မပြည့်သေးတဲ့ကလေးငယ်28ဦးသေဆုံးခဲ့ရပြီလို့နိုင်ငံရေးကျင်းသားများကုင္ကြီးဆောင်ဆောင်ရဲ့အသင်း AAPP ကထုတ်ပြန်လိုက်တဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ စကိုင်းတိုင်းကလေးမျိုးနဲ့မော်လိုက်ကလေးအချင်းထောင်ကထောက်အနာပိုင်တွေကနိုင်ငံရေးချင်းသားတွေပါဝင် အချင်းသားတွေရဲ့အရေးပေါ်စေကူတာခွင့်ကိုလက်ပေးလက်ယူမှုပြဖြစ်တာခွင့်ပြုပေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးချင်းသားများကွန်ရက် PPNM ကယနေ့ထုတ်ပြန်ပါတယ်။မော်လိုက်ကလေးအချင်းထောင်တွေကအချင်းသားတွေဟာ ကျမ်းမာရေးဆောင်ချောက်ကုတာမှုနဲ့ဆေးဝါးလုံလောက်မှုမရှိတဲ့အပြင်အရေးပေါ်လိုနာတွေကို ပြင်ပဆေးကုတာခွင့်တောင်းခံတဲ့အခါမှာထောင်ပိုင်ကြီးတွေအပါအဝင် အရာရှိတချို့ကိုသူတို့တောင်းခံတဲ့ငွေကြေးပမာဏပေးနိုင်မှသာလျှင်ခွင့်ပြုလေရှိတယ်လို့ PPNM ကဆိုပါတယ်။အရေးပေါ်ဆေးကုတာခွင့်အတွက်တစ်ချိန်ပေးဆောင်ရတဲ့ပမာဏမှာ မြန်မာဝင်ကတင်းကနေတင်း20ကြာပေးဆောင်နေရပြီး ရန်ဖန်ရန်ခါမှာ ထောက်အနာပန်တွေကို KTV ဖို့ကိုပင် ပေးဆောင်ရရတယ်လို့ဆိုပါတယ်ဒီလိုအခြေအနေတွေကြောင့်နိုင်ငံရေးကျင်းသားတွေတချို့ဟာအယုံကျော်ဆိုင်ရာကျမရေးပြဿနာတွေဖြစ်ပေါ်ပြီးခြေတော်လှုပ်မရတော့ဘဲမတန်ဆွမ်းဖြစ်သွားရတဲ့အခြေအနေတွေလည်းရင်ဆိုင်နေရတယ်လို့သိရပါတယ် စေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိခြင်းနဲ့အရေးပေါ်စေခုတာခွင့်မရရှိခြင်းတွေဟာနိုင်ငံတကာလူ့ခွင့်ရေးဖွဲ့စည်းတွေကသတ်မှတ်ထားတဲ့အကျဉ်းသားများကိုပြုတ်မှုရာတွင်လူကုံတိတ်ခါနဲ့ကိုက်ငြိရမည်ဆိုတဲ့အချက်ကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်ကျွလွန်နေခြင်းဖြစ်တယ်လို့ PPNM ကပြောပါတယ် PPNM ရဲ့စည်းရင်းတွေအရ2025ခုနှစ်ဇန်နဝါရီလကနေယခုနှစ်အောက်တိုဘာလအထိအကျဉ်းထောင်အသီးသီးမှာစေဝါဆောင်ရှားမှုလုံလောက်စွာမရရှိမှုနဲ့အရေးပေါ်စေကုသခွင့်မရရှိမှုတို့ကြောင့်ကြဆုပ်ခရရတဲ့နိုင်ငံရေးကျင်းသား28ဦးထိရှိနေပြီလို့သိရပါတယ်။မလေးရှားနိုင်ငံကွာလာလွန်ပူမြို့မှာမကြာခင်ရက်ပိုင်းတွင်ကျင်းပမဲ့အာဆီယံထိပ်သီးစည်းဝေးမှာအနာသိန်းစစ်ကောင်းဆောင်မြေအွန်လိုင်းတက်ရောက်ခွင့်ရမှာမဟုတ်ဘူးလို့ အလှေကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ကအတည်ပြုပြောကြားလိုက်ပါတယ်။အော်တိုဘာလ26ကနေ28ရက်အထိ3ရက်ကြာချင်းပါမယ်58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာစစ်ကောင်းဆောင်နဲ့တက်ရောက်မယ်ဆိုပြီးပြီးခဲ့တဲ့ရက်ပိုင်းကအကြံဖက်စစ်တပ်ကိုထောက်ခံတဲ့တည်င်းမီဒီယာတချို့ကဖော်ပြခဲ့ကြပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးအာဆီယံအလှေကျဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်ကအာဆီယံထိပ်သီးစည်းဝေးမှာ စစ်ခေါင်းဆောင်ဘူချုံမူချင်းမင်းအောင်လှိုင်တက်ရောက်မှာမဟုတ်ဘူးလို့မနေ့ကသတင်းထောက်တွေကိုပြောဆိုခဲ့တယ်လို့မလေးရှားကလာတဲ့သတင်းတွေမှာဖော်ပြပါဗျာ။အာနာတဲအကြံဖက်စစ်တပ်ဟာအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာဖို့ပြက်ကွက်ခဲ့တာကြောင့်အာဆီယံအစည်းအဝေးတွေမှာတက်ရောက်ခွင့်ပိတ်ခံရတာဖြစ်ပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်မရှိပေမဲ့အကြံဖက်စစ်တပ်ကခန့်အပ်ထားတဲ့မြန်မာနိုင်ငံချားယွင့်ဝင်ကြီးဌာနအမြဲတမ်းအတွင်းဝန်ဦးဟောက်ခန်းစွန်းဟာ 48ကျင်းမြောက်အာဆီယံထိပ်တည်စည်းဝေးထက်ရောက်ဖို့မလေးရှားနိုင်ငံကွာလာလွန်ပူအပြည့်ပြည့်ဆိုင်ရာလေးစိတ်ကိုရောက်နေပြီလို့မလေးရှားသတင်းတွေမှာဖော်ပြပါဗျာ။အာဆီယံဖွဲ့ဝင်နိုင်ငံခေါင်းဆောင်အားလုံးတက်ရောက်ကြမဲ့ထိပ်တည်စည်းဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်ပါဝင်ကမ္ဘာအင်အားကြီးနိုင်ငံတွေကခေါင်းဆောင်တက်ရောက်ကြဖို့လည်းရှိတယ်လို့သိရပါဗျာ။ ချင်းရောင်ဖွံ့ဝင် MRO CDF မတူပီကဖမ်းဆီးထိန်းသိမ်းထားတဲ့မတူပီမြို့နယ်ပင်ရရေးဘုတ်အဖွဲ့ဝင်၃ဦးဟာပြီးခဲ့တဲ့ရက်ပိုင်းကပြန်လွတ်လာပြီလို့သိရပါဗျ။မတူပီမြို့နယ်ပင်ရရေးဘုတ်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ဆ ्याम မနယူဟက်ပီဆ ्याम မအေးရွှေနဲ့ဆ ्याम မနောမီတို့ကို MROCDF မတူပီတပ်ဖွဲ့ကအောက်တိုဘာလ15ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖန်စီမှုနဲ့ပတ်သက်ပြီးချင်းလူထုတွေကြားဝေဖန်မှုများထွက်ပေါ်လာပြီးနောက်အော်တိုဝါလာ၁၈ရက်နေ့ကအဆိုပါဆီယာမ၃ဦးကို MRO CTF မတပီက ပြန်လည်လွတ်ပေးခဲ့တာလို့တရင်အရင်းမြစ်ထံကနေသိရပါတယ်။မတပီမျိုးကိုထင်ချုပ်ထားတဲ့ MRO CTF မတပီတပ်ဖွဲ့ဟာရခိုင်ကလည်းမတပီမျိုးနယ်မှာចောင်းသားလူငယ်တွေကိုအတင်းအဓမ္မစိတ်မထမ်းစေခိုင်းမှုတွေရှိနေတယ်ဆိုပြီးစန့်ကျင်ကောက်ွက်ခံရပါတယ်။ ယခုလက်ရှိမှာလည်း MROCDF မတူပီတပ်ဖွဲ့ဝင်တွေကလွှဲပြီးမတူပီမြို့မှာဒေသခံပြည်သူတွေကို Starlink Internet သုံးဆွဲခွင့်ပိတ်ပင်ထားပြီးလူထုကိုတည်တင်းအမောင်ချထားတယ်လို့သိရပါတယ်။ MROCDF မတူပီတပ်ဖွဲ့ဟာတွန်လိုင်းရာစုတွေရဲ့ဌာနဆိုင်ရာလုပ်ငန်းတွေဝန်ထမ်းတွေပေါ်ထင်းချုပ်ပေါင်းချိုးအမိန့်ပေးမှုတွေပြုလုပ်နေတယ်လို့မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့ကစက်တင်ဘာလ10ရက်နေ့မှာသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ စကိုင်းတိုင်းချင်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက်ကိုစလီလောင်၃ဦးကဝင်ရောက်ရှင်ပြန်ကြမယ်လို့သိရပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာစကိုင်းတိုင်းချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပြည်တော်စစ်တမ်းခိုင်ရေးနဲ့ဖို့ပြိုးရေးပါတီကနေဦးငွန်ပွန်ထန်းပြည်သူ့ရှေ့ဆောင်ပါတီကနေဦးစတင်ထောင်းနဲ့တိုင်းရင်းသားစည်းလုံးရေးရေးပါတီကနေဒေါ်ရှန်နမ်ဆွေတို့ကဝင်ရောက်ရှင်ပြန်ကြမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ဟာ ရွေးကောက်ပွဲအပိုင်း၁ကိုဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပသွားမှာဖြစ်ပါတယ်။အပိုင်း၁ကိုတော့2026ခုနှစ်ဇန်နဝါရီလထဲမှာကျင်းပမယ်လို့သိရပါတယ်။စကိုင်းတိုင်းထဲမှာကလေးမြို့နယ်နဲ့တမိုးမြို့နယ်တို့ဟာချင်းလူမျိုးများစုတွေနဲ့ထိုင်ကြတဲ့ဒေသဖြစ်ပြီးလူဦးရေအပြင်၄သိန်းကျော်ရှိတယ်လို့သိရပါတယ်။ အကျန်းဖက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်ယခုအောက်တိုဘာလအတွင်းမှာအသက်မပြည့်သေးတဲ့ကလင်းငယ်28ဦးတေဆုံခဲ့ရပြီးလို့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ဖြောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။အော်တိုဘားလာတရက်ကနေ22ရက်နေ့အထိနိုင်ငံတော်မှာအကြံဖက်စစ်တပ်ကြောင့်အသက်18နှစ်အောက်မိန်းကလေး15ဦးနဲ့ယောက်ျားလေး13ဦး စုစုပေါင်း28ဦးသေဆုံးခဲ့ရတာကိုနာမည်နဲ့တကွာအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကဖော်ပြပါဗျာ။အဲ့ဒီထဲမှာသခိုင်းတိုင်းနဲ့ချမ်းပြည်နယ်မှာရှိဦးစီဖြင့်တေဆုံးမှုအများဆုံးဒေသများဖြစ်ပြီးတေဆုံးသူ28ဦးအနက်23ဦးမှာအကျန်းဖက်စစ်တပ်ရဲ့လေကြောင်းပုံးကျဲမှုကြောင့်တေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။အကျန်းဖက်စစ်တပ်ဟာအော်တိုဘားလ21ရက်နေ့ကမန္တလေးတိုင်းမုကုံမြို့နယ် ကန်တုံရက်ကွက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံကြီးတက်ခတ်ခဲ့တာကြောင့်ရက်ကွက်တွင်ကန်သုံးလုံးဖူဆဲဘောလုံးကွင်းအမည်ချရောက်ပေါက်ကွေးခဲ့ရမှာဘောလုံးကစားနေတဲ့ကလေးငယ်သုံးဦးသေဆုံးခဲ့ရပါတယ်။မတရားစစ်အာဏာသိမ်းမှုဖြစ်ပေါ်တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်ကနေ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ထိအကြံဖက်စစ်တမ်းနဲ့ ၎င်းရဲ့လက်ပါစေတွေကြောင့်မြေဥတော်လာရေးကာလအတွင်းတည်ဆုံခဲ့ရတဲ့ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှာ9398ဦးရှိခဲ့ပြီးလို့ AAPP ကဖော်ပြထားပါတယ်။ ဒါပြင်နေဦးတော်လာရင်လည်းဆက်ဆက်ပြီးဖန်ဆီးခံရသူစုစုပေါင်း19854ဦးရှိပြီးအဲ့ဒီမှာ22544ဦးမှာ ထိမ့်သိမ်းခံနေရဆဲဖြစ်ကထိမ့်သိမ်းခံနေရသူများအနက်မှာ11245ဦးမှာထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ဆိုပါတယ်။ကရင်အမျိုးသားစီယုံ KNU ထိန်းချုပ်ထားတဲ့ဖအံမျိုးနဲ့ဝင်ပြန်ကျေးရွာအုပ်စုဖားဖို့ရွာလေးရွာမှာ အကြံဖက်စစ်တပ်ရဲ့လက်နက်ကြီးကြောင့်ဒေတာခန်တို့ဦးသေးဆုံးပြီးကလေးအပောင်ဝင်16ဦးတရန်ရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဖအံမြို့နယ်ဖဖို့ရွာလေးရွာကို အကြံဖက်စစ်တပ်ကအောက်တိုဘာ20ရက်ညနေ9:00နာရီခွဲကျော်မှာ120မမလက်နက်ကြီး3လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ရနေ့ကြီးကြောင့် ဖဖို့ရွာချေရွာက အသက်6နှစ်အရွယ်ရှိတဲ့နော်ချမင်းအသက်17နှစ်ရှိတဲ့နော်အင်းမူနဲ့အသက်38နှစ်အရွယ်ရှိတဲ့စောတူတို့တိတ်ဆုံးခဲ့တာဖြစ်ပါတယ်။ဒါပြင်ကလေးသူငယ်တွေပါဝင်အရသာပြည်သူ18ဦးပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ OMPC ဥစ္စာတွေလည်းပြသခဲ့ပါတယ်။ အကျံဖက်စစ်တပ်ဟာ KNU ထိန်းချုပ်ထားတဲ့ဒေသတွေမှာအတူရောင်ရွေးကောက်ွေးပြုလုပ်ဖို့စီစဉ်နေပြီး KNU နဲ့ဒုလန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဒေသအတွင်းကအယက်တာပြည်သူတွေကိုပိတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုနဲ့လက်တကြီးပိတ်ခတ်တိုက်ခိုက်မှုတွေကိုအဆက်မပြတ်ကျူးလွန်နေတာဖြစ်တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ DOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။